မိုးကုတ်မြို့လုံကြုံရင်နဲ့လက်ရှိစည်ရေးအခြေအနေတွေကတော်လန်ရေးတစ်ခုလုံးနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အခြေအနေအလှည့်ပြောင်းဖြစ်တဲ့အတွက်လူငယ်တသားသက်တွေထပ်မံဖိတ်ခေါ်တာလို့ MDY PDF တာဝန်ရှိသူကပြောပါတယ်။သုတချန်သာတင်ပြပို့ထားတာပါရှင်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လှန်ရေးအတွက်လူငယ်တပ်သားတွေထမှန်ဖိတ်ခေါ်ရခြင်းညချက်ကိုအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်နေတာပါတော်လှန်ရေးအတွက်ထူးရေးပါတဲ့မဟာဗျူဟာမြောက်နယ်မြေတွေကိုဆက်လက်ထိန်းချုပ်နိုင်ရင်းနဲ့မြန်မာပြည်လေပိုင်းမြေပြန်ဒေသကစစ်ကောင်စီအချက်အချာနေရာတွေကိုဆက်လက်ထိန်းချုပ်နိုင်ရင်းအတွက်အလုပ်ဆက်လုပ်ဖို့လူငယ်တပ်သားတွေကိုဖိတ်ခေါ်တာဖြစ်တယ်လို့ညချက်မှာဖော်ပြပါတယ် ောက်တိုဘာ29ရက်နေ့ကမိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုတအံတက်မတော်တရားနယ်လေးကလက်လွတ်မယ်လို့ကြေညာပြီးနောက်ရှမ်းမန်းနယ်စပ်စစ်ရေးအခြေအနေတွေရှုပ်ထွေးနေတာပါကျွန်တော်တို့ထုတ်ပြန်ထားဆိုပဲပေါ့နော်ဒီ new dollar ရေးကလာတွင်တင်းယူခဲ့တဲ့ထိန်းချုပ်စုမှုနယ်မြေတွေကိုကျွန်တော်တို့အလွယ်တကူတော့လက်လွတ်ဖို့မရှိပါဘူးကျွန်တော်တို့ကိုယ်စားညံရရှိသမျှခုခံသွားဖို့ရှိပါတယ်ဗျအဲဒီအခြေအနေတွေဟာ dollar ရေးတစ်ခုတစ်စုံလုံးနဲ့ပတ်သက်ပြီးတော့လည်းအရေးကြီးတဲ့အခြေအနေတွေအလဲပြောင်းနေဖြစ်တာပေါ့ကျွန်တော်တို့နဲ့တူလက်တွဲဖို့လည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ဗျ လက်တလုံးမှာတော့မိုးကုံမြို့ကနေထွက်ခွာသွားတဲ့ TNL လေးတပ်ဖွဲ့ဝင်တွေရဲ့နေရာမှာမန္တလေးဒေသတွင်းကာကွယ်ရေးအဖွဲ့တွေဝင်ရောက်နေရာယူထားပြီးမြို့ကိုကာကွယ်နိုင်မှုပြင်ဆင်နေပါတယ်။မိုးကုံမြို့နယ်နဲ့နယ်မြေချင်းဆက်ဆက်တည်ရှိနေတဲ့မတရားဆင့်ကူတပိတ်ကျင်းနယ်တွေမှာစစ်ကောင်စီကဖိအားပေးတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပါတယ်။ ကျွန်တော်တို့မရေယာမြို့မှာတော့စစ်တပ်ကစစ်စင်ရေးတွေကမရေယာနယ်ရှေ့မြောက်ချမ်းအုံးမီယုံမွင့်ရနေတဲ့နောက်ကိုထိုးတာတရဦးတရဦးဘက်ကနေတခါမြောက်ကိုထိုးသွားတဲ့စစ်ကြောင်းကသကပင်ဘက်တွေဈေးတစ်ဘက်တွေထိရောက်နေပြီလို့လည်းသတင်းရရှိထားပါတယ်ဗျာအဲနောက်ထပ်အကျွဲကြားဘက်ကိုရောက်နေတဲ့စစ်ကြောင်းကလည်းကျွန်တော်တို့ဒီမြောက်ကိုထိုးလာပါတယ်ဗျာချောင်းတော်ဝရွာဘက်ကိုရောက်သွားပြီးပြည်သူတွေတော်တော်များများလည်းဖမ်းမိထားတယ်လို့သတင်းရထားပါတယ်ဗျာကျွန်တော်မရေယာမြောက်ပင်ရနေမြောက်ထွက်တဲ့စစ်ကြောင်းကားလမ်းကြောတိုင်းထွက်တဲ့စစ်ကြောင်းကတော့တငါတောင်ရွာကိုသူတို့တင်စီရောက်မိသွားပါပြီဗျာလက်နက်ကြီးတွေဒုံး ေရတော့နေစဉ်နေတိုင်းနေပါညာတိုင်းနေပါကိုသူတို့တက်ခိုင်းမှုတွေကတော့အများတန်းလို့လို့လုပ်နေပါတယ်ဗျမိုးကုတ်မြို့လုံချုံရေးစိန်ခေါ်ချက်ဟာမန္တလေးစကိုင်းမကွေ အညာဒေသတစ်ခုလုံးအတွက်စိန်ခေါ်ချက်ဖြစ်လာတယ်လို့စကိုင်းဒေသကနိုင်ငံရေးသမားတယောက်ကမှတ်ချက်ပေးပါတယ်။ကျေးဥဆိုရရဲ့ဖီအာနဲ့ကိုကန်တက်ကလာရှုဖို့ပြန်ပေးခဲ့ရပြီးနောက်အလားတူဖြစ်စဉ်တွေထပ်ဖြစ်လာနိုင်တာကိုဒေသရင်းတော်လှန်ရေးအစုအဖွဲ့တွေကကြိုတင်ခန့်မှန်းထားကြပြီးဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ကတော့တချို့ကိစ္စတွေကမျှော်လင့်ထားပြီးသားဖြစ်တယ်ပေါ့။တကယ်ကျွန်တော်တို့ကစစ်ပွဲလို့ပြောလို့ရတဲ့ဟာတွေကတိုင်းရင်းသားနယ်တွေမှာပို့ပြီးတော့ဖြစ်နေတာပေါ့။ဒီဟာတွေမှာစစ်တပ်ကလုံရင်းနဲ့ဗတ်ဒဆိုင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီအညာဒေသကိုတော့ပါရာမိုတာတို့ဂျိုင်ယိုကော်ပတာတို့လောက်နဲ့ကျွန်တော်တို့ထိန်းထားတယ်ပေါ့ဗျာ။ဟိုဘက်မှာတိုက်ပွဲတွေမ ရှိတော့ပြီးသွားတဲ့ကျွန်တော်တို့ဒီအညာဒေသကိုဒါပြန်ဖိလာမှာပဲဒါကလေးတောင်တွေးတတ်တယ်ပေါ့တိုင်းသားအင်အားစုတွေကတူးနေတယ်နဲ့တိုင်နိုင်တယ်တိုင်နိုင်တဲ့အပေါ်မှာသူတို့ရဲ့တိုင်အားယော့သွားတယ်ဆိုရင်တော့ဖီးယားကအညာဒေသကိုတက်ရောက်လာမှာပဲလေတစ်ဖက်မှာလည်း DNL အနေနဲ့အထွေထွေဖီးယားတွေအောက်ကနေဒီအလုံးလုံးနေရတဲ့အခြေအနေကိုတော့နားလဲတယ်ဒီအညာမှာတော့တွန်လိုင်းအင်အားစုတွေကတော့ဒါမှမရှိတဲ့အခြေအနေကနေတူမီနဲ့တောင်စားခဲ့သေးတာပဲလေဘလို့အခြေအနေပဲကြုံရကြုံရတော်လိုင်းကိုစွန့်ခွာသွားဖို့နောက်တုံသွားဖို့တော့မရှိနိုင်ပါဘူးဗျ မိုးကုံမြို့နဲ့မုံမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတနှစ်ကျော်အကြာမှပြန်လက်လွတ်ရမယ့်အခြေအနေဖြစ်လာတာပါ။တန်တမ်မလို့ TNL ကစစ်ကောင်စီနဲ့ပြည့်ရက်ဆက်ပြီးမိုးကုံမြို့ကိုပြန်လွှတ်ပေးမယ်လို့အောက်တိုဘာ29ရက်နေ့မှာကြေညာချက်ထုတ်ပြီးနောက်ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်မယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကပြည်သူကိုအသိပေးထားပါတယ်။ကျွန်တော်တုဒ္ဒချန္တာပါ။